Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားချင်းကနေကြိုဆိုပါရစေ Crystal Palace ကတော့ဒီ Wembley မှာ FA Flower Final ဖြစ် Manchester City ကိုကစား1-0ဆိုတဲ့ရလနဲ့နိုင်ပြီးတော့ကျွန်တော်တို့က Champion ကျွန်တော်တို့ဖြစ်သွားပြီပေါ့နော် Crystal Palace အတွက်တော့လုံးဝကိုသူတို့သူတို့အတွက်လုံးဝလုံးဝအတန်ဘိုးကြီးလို့နဲ့ဖလားပေါ့ဗျာဘာလို့လဲဆိုတော့ဒီဖလားရတာနဲ့သူတို့က UEN လေသူတို့ဝင်ခွင့်ရမယ်ဆိုတဲ့အခါကျတော့ Palace အတွက်ဒီဖလားအများကြီးအတိတ်ပဲရှိပါတယ်ဆိုတော့ Manchester City လိုမျိုး ပြောမယ်အများဆုံးပေါ့နော်ပရိသတ်တွေကပရိသတ်အများစုက Manchester City ကိုပဲကျွန်တော်ထင်နေကြတဲ့ချိန်ပွဲတော်တွင်မှာလည်း Manchester City ဘက်က Desert Tide City စင်ပါညာလုံရင်းနဲ့အားလုံးက City ဘက်ချက်မှာရှိမလို့ねကျွန်တော်က Crystal Palace ကရတဲ့အခွင့်အရေးနည်းနည်းလေးကနေ9ရောက်အောင်တွင်းပြီးတော့ဒီပွဲကိုအထိုက်တန်ဆုံးအနိုင်ယူသွားတယ်ဆိုတော့ Crystal Palace နဲ့စပြောရင်ဒီပွဲလေးကဗျာဒီပွဲမှာဒီပွဲလုံးမှာ5ပေါက်ကန်သူမှု9ချိန်ပဲရှိတာเนาะ9ချိန်ပဲရှိတယ်2ချိန်5ပေါက်အ5ပေါက်တဲ့ အဲ့ဒီတည်းကကျွန်တော်တို့တကူးဝင်သွားတယ်ပဲရစ်ဘက်မှာဂိုးတွေရတာရှိတယ်ကျွန်တော်တို့ဒါလူဒီပါတွေကျွန်နေခဲ့ပြီးတော့ဗောနော်လူဒီပါတွေကျွန်နေခဲ့ပြီးတော့အဲ့ဂိုးတွေဂိုးအဖြစ်သတ်မှတ်တာမခံခဲ့ရဘူးတတော်ကူနစ်နာဖို့ကောင်းတယ်ဒါပေမဲ့လေတကူးကပဲသူတို့အတွက်ချန်ပီယံဖြစ်ဖို့လုံလောက်သွားတယ်ဗောအစီသွင်းသွားတယ်လို့ဒီလုံးမှာဗျာအဲ့ဒီမာတီတာတိုက်စစ်မှုမာတီတာတတော်ကောင်းလို့နော်တိုက်စစ်မှာကျွန်တော်တို့ဒီ physical အရန်ကောင်းတဲ့ခါကျတော့နောက်တန်းက ဟို Ruben Dias တို့ဘာလို့လို့ဇာမမျိုးတွေကိုเนาะအမြင်မောတွေဘာတွေရအောင်ရှင်လူရှင်လူပြီးတော့เนาะကွင်းလေကကာမာရာနဲ့တွဲပြီးရင်ကျွန်တော်တောင်းမှာမှာပြည့်ထွက်လာတဲ့ Winback တွေဖြစ်တဲ့ Munoz တို့ဘာလို့နဲ့တွဲအဲ့လိုမျိုးတွေအမှန်ကန်ကစားသွားတာเนาะကစားသွားရင်းနဲ့ကျွန်တော်တို့အနိုင်ရသွားတာပဲအဲ့လုံကနေဒီစင်ဂိုးဒီပါရီရသွားတာအစီတွင်းသွားတဲ့လုံကလည်းတော်တော်ကောင်းပါတယ်အစီတွင်းသွားတဲ့လုံမှာဒါကြောင့်အဲ့ဂိုးမှာမာတီတာရဲ့အကြီးပါမှုကအများကြီးမြင်သာခဲ့တယ်ပေါ့နော် ဒီမူနိုစတိုပါလို့ဆိုလို့ရှိရင်လည်းအဲ့ဒီဖန်တီးတဲ့အလုံးတွေမကဘူးတောက်လျှောက်တပွဲလုံးတော့တော်တော်ကိုကောင်းတာ man of the match တော့မှာမူနိုစရသွားတယ်ထင်ပါတယ်ဒါပြီးနောက်တစ်ခုကျွန်တော်ပြောရမှာကအဲ့ဒီဟန်နဆန်ပဲဟန်နဆန်ဟာဒီပွဲမှာလုံးဝအထိုက်တန်ဆုံးပဲဒီဖလားနဲ့ပါလို့ရဆိုဒီဟန်နဆန်နေနဲ့စတော်စီဒီကျွန်တော်တို့ De Bruyne ရဲ့ဖြစ်တင်ပေါ်ကနေရလာတဲ့ဒီဗာလဲ Haaland ပိတ်တဲ့အလုံးကိုရအောင်ကာကွယ်သွားတယ်နော်ရအောင်ကာကွယ်သွားတယ်ဒါအပြင် penalty နော် penalty မှာ Marmoush ကန်တဲ့အလုံးကိုလည်းကျွန်တော်ရအောင်ပုတ်သွားတယ် နော်ရအောင်ပုတ်သွားတယ်ဒါအပြင်တချို့ NDA များပါတယ်ဆိုတော့ဒုတိယပိုင်းမှာဝင်လာပြီးတော့ကန်တဲ့အလုံးတွေတို့နော် NDA များတဲ့အလုံးတွေအများကြီးပဲဗျာကန်တဲ့ကန်ချက်ဒီ Manchester City ဘက်ကရအောင်ကျွန်တော်တို့ပုတ်သွားတယ်နော်ဒီ Jeremy Doku တို့ပါလို့ဆိုလို့ရှင်လည်းပဲတောင်မန်ဒီမှာနော်တောင်ထင်းချောက်ကြော်ဖြတ်ပြီးတော့ကျွန်တော်တို့ဒါကန်တဲ့လုံးဝဂိုးမယ်လို့တွေးထားတဲ့အလုံးတွေရအောင်ကျွန်တော်တို့ပုတ်သွားတယ်ဒါကြောင့် Dean Henderson ရဲ့ဒီပွဲ performance ဟာတော်တော်ကြီးကိုကျွန်တော်ကောင်းခဲ့တာအဲဂိုးသမားတယောက်ရဲ့အရေးပါမှုဆိုတော့ဒါပဲနော်တိုက်စစ်မှာ ဟိုဂိုးပေါက်တဲ့တာနှစ်ကြိမ်လေးကနေတစ်ကြိမ်ပဲရှိပြီးတော့တစ်ကြိမ်ဂိုးပေါက်ဗာလဲဒီတစ်ကြိမ်ဂိုးရပြီးတော့ခန်းစစ်မှာတောက်ချောက်ကန်ခွင့်နေပြီးရပြီးမယ်ဂူသမားကအဲ့လောက်ပုတ်ပြနေနေဆိုတော့ခါကြတော့လေဟိုတော်တော်ကိုကောင်းသွားတာဗာလဲရောက် Crystal Palace ကဒီပွဲမှာတော်တော်ကိုထိုက်တန်တာတော်တော်ကိုကျွန်တော်ထိုက်တန်တာ Palace တွေကနော်ဒါတကယ်ပါကျွန်တော်တို့လက်လံနေနော်ကျွန်တော်အရာအရာအလုံးလူအများစုက Manchester City မှာ Manchester City ထင်ထားကြတာအဓိကအလကားမဟုတ်ဘူးဗျာဒီဟိုဘယ်လိုပြောမလဲ City အနေနဲ့ဒီယာဒီမှာသူတို့ရနေတဲ့ပလာကဒါပဲရှိတော့တာ Champions League ကနေလည်းထွက်ရတယ် Premier League ကနေလည်းကျွန်တော်တို့ဘောနော်မမျိုးလင်းချက်မှမရှိဘဲနဲ့စစောစီစီဖလားမျိုးလင်းချက်တွေကျွန်တော်တို့ကုံရတယ်နော်ကာရာဘောင်းဖလားတွေလည်းကျွန်တော်တို့နေထွက်ရတယ်ဒါကြောင့်ဒီဒီပွဲမှာဘောနော်အာသူတို့အတွက်လက်ကျန်ဖလားတစ်လုံးမယ်ဒါမရရအောင်ယူရမှာ final ကြီးရောက်လာပြီဆိုတော့ CD အမှန်ကန်လုတ်လိုက်မယ်ဒါကိုကျွန်တော်တို့မျိုးလင်းထားတာ CD ဘာမှမလုပ်နိုင်ခဲ့ဘူး Manchester City နဲ့ပတ်သက်ရင်ပြောစရာတွေကများတယ်နားမလည်ဘူးဘောနော်ဘာလို့လဲဆိုတော့ CD ကစားမားတွေကနီးပြကိုတိုင်ရောပဲ Manchester City ကယာဒီအစတအားကောင်းတာယာဒီစကောင်းပြီးတော့နောက်ပိုင်းမှာ ထားလျှောက်ဆိုသူတို့ injury ပြဿနာတွေပါကြုံပြီးတော့အသင်းကြီးကကြာသွားရောကြာပြီးတော့ဇန်နဝါရီပြောင်းရွှေ့လေရောက်ရောဒီအချိန်ကြီးစိုးနေတာကြီးကိုဟိုဘယ်လိုပြောင်းလဲဖို့ဆိုပြီးတော့ပေါင်သန်း200ကျော်ကျွန်တော်တုံးနေဗျာပေါင်သန်း200ကျော်တုံးနေဦးမမမွိရှ်ကိုကျွန်တော်ခေါ်တယ်ပြီးလို့ရှိရင်ကျွန်တော် Gonzales ကိုကျွန်တော်ခေါ်တယ်နောက်ပြီးရင်အဲ Kuznetsov ကိုကျွန်တော်ခေါ်တယ်တခြားကစားသမားတွေခေါ်တယ်ပေါင်သန်း200လောက်ကျွန်တော်တုံးနေအတင်းကသူ့ခါနေသူပြန်ဟုတ်လာပြီးတော့ချန်ပီယံစ်လိဝင်ခွင့်ညီပါတွေအတွက်ပြန်ပြီးတော့နေရာပြန်ရလာတယ်ဒါပေမဲ့လို့ဖလားကမရဘူး ပေါင်သန်း200လောက်ဇန်နဝါရီလိုနွေရာသီပြောင်းရွှေ့မှာပေါင်သန်း300တုံးနေဆိုတာကနည်းနည်းပြောချင်စရာဟုတ်ချင်မှာဟုတ်လိမ့်မယ်အတင်းကြီးတိုင်းဒီဘက်ကတိတုံးနေကြပြီနွေဆိုလို့ရှင်ဒါပေမဲ့ဇန်နဝါရီမှာဗျာအတင်းတိုင်းခက်ခဲနေတဲ့အချိန်မျိုးမှာတော့မှတန်း200ကျော်တုံးနိုင်တဲ့အချိန်မျိုးကြီးဆိုလို့ရှင်ဖလားတော့မျောလင်းကြတာပဲအနည်းဆုံးတော့ final တိလေသူတို့ရောက်တာပဲဒါပေမဲ့ဖလားမရနိုင်ခဲ့ဘူးဒါကြောင့်မနော်ပေါင်သန်း200ကျော်တုံးထားတာကြီးကတော်တော်ကိုအလကားဖြစ်တယ်ပြောရမှာလားအလကားတော့မဖြစ်ဘူးပေါ့လေနောက်ရာသီမှာဒါတွေကအကျိုးဖြစ်ရင်ဖြစ်မှာပါဒါပေမဲ့ဒီရာသီအတွက်တော့အချင်းကြီးပဲဗျာဘာဖလားမှမယူနိုင်ခဲ့ဘူး နော်အဲ့တန်းနေရကျော်တုံးနေတွေကဆိုလို့ရှိရင်ဟိုစာချုပ်ပါယိုကြီးတန်း60လောက်လာမှုပြီးခေါ်ခဲ့ရတဲ့နီကိုဂွန်ဇာလက်လုံးဝကိုမတုံးဘူးဖိုင်နယ်မှာဆိုလို့ရှိရင်10မိနစ်တောင်ကစားခဲ့ရခြင်းမရှိဘူးနော်ဒါအပြင်ကူဇန်နော့ဖ်တို့ပါတော့10မိနစ်တောင်ကစားခဲ့ရခြင်းကျွန်တော်မရှိဘူးမာမိုးကြီးတယောက်လောက်ပဲကျွန်တော်တို့ပေါ့နော်ဟိုကန်အန်းတာဒါတော့မှအရင်မှာပေါ့နော်ကျွန်တော်တို့ဒီနေဒီဂန်ဒူဝန်ကအသက်ရွယ်ကြောင်းချီနီမကောင်းတော့တာဂျက်ဂရီလစ်ကိုကလည်းမတုံးတာဖိုရန်ကလည်းဟိုဘလုံးမန်ချီသွန်းကောင်းမနေဘူးဆိုတော့ဒုတိယမြန်မာထဲဘူးစီစဉ်ထားတာဒိုင်းမူရီကြောင့်မာမိုးချီကတော့မတုံးခဲ့တာမာမိုးချီလည်းပဲ ်ပင်နေဒီလွဲသွားတယ်ဗျာကြည့်ပါမန်ချက်စတာစီးတီးအတွက်အမှန်ကန်လိုအပ်နေတဲ့ချိန်လုံးဝအိုက်ဂိုးကလည်းပင်နေဒီဗျာမင်းလုံးဝဂိုးဖို့အတွက်ရာဂန်တို့အများကြီးရှိတဲ့အခွင့်အရေးပဲလုံးဝမဂိုးနိုင်ခဲ့ဘူးလုံးဝမဂိုးခဲ့ဘူးတော်တော်တိုင်ပက်တယ်နော်ဆိုတော့ဒီနေရာမှာဟာလန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နားမလည်ဘူးနော်ဂွာဒီယူလာရဲ့ညွှန်ကြားချက်တော့မဟုတ်ဘူးဒါ100%တိကျတယ်ဘာလို့လဲဆိုတော့အသင်းကလိုအပ်နေတဲ့ချိန်မှာဟိုအသင်းရဲ့ပင်နေဆန်ပင်နေဒီတိတ်ကာကတွင်းရမှာပဲဒီချိန်မှာ ဟိုပြိုင်ဘက်ကဘလို့ဖြစ်လို့ပါပါကိုအသင်းဘောကိုတည်တယ်မလား confidence မြင့်အောင်လုပ်ပြီးဘူးလို့ဘာတို့ဓာရီဓာရီတွေးလို့မရဘူးအဓိကအသင်းတွက်ကျွန်တော်ကြည့်ရမှာအသင်းတွက်ဘယ်အချင်းဒီဟာအကောင်းဆုံးဖြစ်မလဲအကယ်လို့ကိုကဘောနော် main penalty taker တယောက်အနေနဲ့ဂိုးသွင်းလိုက်မယ်ဆိုလို့ရှိရင်ဒါဝမ်းဝမ်းဖြစ်သွားပြီကဒီချိန်မှာ mamouch ဂိုးရဖို့တို့အာ kevin de bruyne ကထွက်ခံနေမှုလို့ de bruyne ဂိုးရဖို့တို့ဒီကအဓိကကြမနေဘူးဟုတ်တယ်မလားချီပါဂိုးရဖို့ဒီအဓိကကြနေတာဆိုတော့အမြဲတမ်း penalty kick နဲ့ဇာမာတယောက်အနေနဲ့ကမ်းမှာပဲ ါကိုဟာလန်ကကျွန်တော်တို့နဲ့မာမိုစ်ကိုပြီးခင်တယ်ဟန်ဒါဆန်ကပွဲပြီးတော့ပြောသွားတယ်เนาะဘာလဲဒီဒီဟာလန်ကံပဲလှုပ်တော့ကသူဘယ်ဘက်တော့ဘယ်ဘက်ကိုဒိုင်မင်းအုပ်ဖို့အုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သူတက်ပြီးတော့ကောကောပြပြခေါင်းထဲမှာမရှိဘူးပေါ့เนาะဒါပေမဲ့မာမိုစ်လည်းပင်နေဒီကံပဲလေးပြောရောသူဘာလုပ်မလဲသူသိတယ်ပေါ့เนาะမာမိုစ်ကံပဲဘက်ကိုသူလုံးဝသိနေပြီးတော့ဒီပင်နေဒီကိုကာနိုင်နိုင်မယ်ဆိုပြီးတော့သူစိတ်ထဲကထင်နေပြီးသားပါ냐ပြောသွားတယ်ဒါတော့ဗျာเนาะ ဖမ်းနိုင်ခဲ့လို့ပေါ့ဥဒမနာပြောတာပဲဖြစ်ဖြစ်တကယ်ပဲသူ့စိတ်ထဲမှာအဲ့လိုထင်ခဲ့လို့ပြောတာပဲဖြစ်ဖြစ်ဒါတော့သူပဲသိမှာဒါပေမဲ့ပြောချင်တာကဟာလန်အနေနဲ့အဲ့ဒါတောင်းအပြည့်အဝယူရမယ့်အလုံမျိုးကိုအဲ့လိုလက်လွှဲလိုက်လို့ကျွန်တော်မရဘူးလက်လွှဲလိုက်လို့ကျွန်တော်မရဘူးဒါဟာအသင်းအတွက်အရေးကြီးနေတဲ့အခွင့်အရေးမျိုးပြနော်ဂွာဒီယိုလာကတော့ပြောလိမ့်မယ်ထင်ပါတယ်ဒါပေမဲ့လို့ကျွန်တော်ဘာတွေဆက်ဖြစ်မလဲတော့မသိဘူးပေါ့လေနောက်တစ်ခုကကျွန်တော်အနေနဲ့ ဟိုမန်ချက်စတာစီးတီးတွေကံမကောင်းတာတော့ဒင်းဟန်နဆန်စီးအပြင်ကပုတ်တာတကယ်တမ်းပြောအဲအနီးကက်တွေပါတီထိမှာကမလီကန်တော်ကံကောင်းလို့နော်ဟိုဘူရီပါတီပြန်ကြည့်ပါတယ်ဘူရီပါတီပြန်ကြည့်ပြီးတော့စီးအထက်အထက်စီးအပြင်မှာမဟုတ်ဘူးဘာညာဆိုတဲ့ပုံစံမျိုးနဲ့သူတို့အဲ့ဒါကိုလုံးဝနော်ဒီမေ့လိုက်ကြတယ်နော်ကျွန်တော်တို့ပင်နေတီပါတီပေါ့ sorry အပြင်မှာအနီးကက်တွေပါတီမပြလိုက်ဘူးနောက်တစ်ခုရှိတာကဗျာကျွန်တော်နားမနေတာဘောနော်တော်တော်ညံ့နေနော်တော်တော်ဆေဗီယိုတို့ပါတော့တော်တော်ညံ့တာမန်ချက်စတာစီးတီးမှာဒီပွဲဆိုလို့ရှိရင်လည်းနီးပြရဲ့လိုအပ်ချက်ကိုကျွန်တော်ကြည့်နေတယ်ဗျ defensive midfielder ဘယ်သူမှပါခဲ့တာမဟုတ်ဘူး ခရစ်စတယ်ဘဲလီစ်ကခံစစ်ကိုလုံအောင်ကစားတဲ့အတင်မျိုးတံပြန်သွားတဲ့အတင်မျိုးဆိုတော့ဝါဒီယိုလာကဟိုအရန်လဲကြစ်လက်တဲ့ဘဲလီစ်ရဲ့ခံစစ်ကိုဖြိုးဖို့ဆိုလို့ရှိရင်နေရာတိုင်းမှာ chance creation လုပ်နိုင်မယ့်ကစားမတွေကို तू ကတော်တော်ကိုမှီကိုတဲ့သဘောပါထားပါတော့ CBU ဆိုလို့ရှိရင်လည်းတောင်မန်ကနေ creation လုပ်မယ်ဒူဂူလည်းတောင်မန်ကနေ creation လုပ်မယ်ပြီးရင်ဗျမာမို့ဘာနာရူစီပါကျွန်တော်ညကေဗင်ဒေဘရိုင်းဒီနေရာမှာမာမို့က chance creation တွေရှိတာမျိုးမဟုတ်ဘူးဟာလန်နဲ့တိုက်စစ်မှာနှစ်ယောက်အတူတူရှိဖို့အတွက်သွားတဲ့ပုံစံမျိုး ဒါကြောင့်မတော့ဘနာရိုစီပါရောကေဗင်ဒဗရိုင်းကိုက chance creation လုပ်မဲ့ကစားမားတွေပြထည့်ထားတော့ကွင်းလေ defensive midfield မှာဘယ်သူမှကျွန်တော်ရှိမနေဘူးဘယ်သူမှရှိမနေဘူးဒါကြောင့်ကျွန်တော်တို့ပေးလိုက်ရတဲ့ goal ဆိုလို့ချင်းကျွန်တော်ကြည့်ပါ long ball ပေးလိုက်တယ်အဲ့ဒါတံပြန်တော့မဟုတ်ဘူးเนาะဒါပေမဲ့ပေးလိုက်ရတဲ့ direct play ကနေလာတာ long ball ပေးလိုက်တယ် Ruben Dias လာ Guardiola လုံးဝရှင်မတိုက်နိုင်ဘူးပြီးရင်ကာမာရာနဲ့ပြန်တွဲတယ်ပြီးရင်ကျွန်တော်တို့ဒါ Martial ဒီပြန်ရောက်လာတယ်ပြီး Munoz ကိုပြန်ပြေးဒါမှမဟုတ်သူသွားတော့သွားသွားတာပဲ Crystal Palace ရဲ့ဘက်ကเนาะအဲ့ဒါကြောင့်ဒီ ဟိုဘယ်လိုပြောမလဲဒီတိုက်စစ်နော်ဟိုကွင်းလေးမှာ defensive midfielder မပါတာဘာကြောင့်လဲတော့နော်ဒါဒါတွေကအဓိကအားဖြင့် defensive midfielder ရဲ့အရေးပါနိုင်တဲ့အချက်တွေဗျာနောက်တစ်ခုကကျွန်တော်တို့ညတောင်မန်ကစားမားတွေဒူဂူတို့ CVU တို့ဟိုသူတို့ကနီးပြရဲ့ညွှန်ကြားချက်တွေကြောင့်တော့အများစုတော့ပါမှာပေါ့လေဒါပေမဲ့လို့ဗောနော်ကန်ကွင်းရတဲ့အလုံးတွေကိုဘာလို့မကန်ကြရလဲဗျာသိလားဒူဂူဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ပါတာ Crystal Palace ရဲ့ကျွန်တော်တို့ဒီ area box တဲ့ထိဝင်ပြီးလို့ရှိရင်လည်းလူတွေလည်းကြော်လာပြီးပြီ ဘာလို့လဲမကန်မင်းနဲ့ဟိုးဘက်အစွန်မှာရှိတဲ့ကစားမကိုပေးလိုက်တယ်။ပြီးလဲပြီးတော့အဲ့ဒီဘက်ချန်နဲ့နောက်ကိုဘောလုံးပေးတယ်၊ကွင်းလဲကိုပြန်ပေးတယ်။အဲ့ဘက်တူတောင်မှန်ပြန်ရောက်လာတာဘောလုံးကကန်လိုက်ရမှာဗျာဆိုဒီဖလက်ဖြစ်ပြီးတော့ပဲဝင်ဝင်ကိုဘက်ကမှရသည်မအလုံးတိုင်းကန်ဖို့လုပ်နေတာအခွင့်အရေးတိုင်းကိုပဲပဲလစ်ကူတမဒီဟန်နဆန်ကကာကွယ်နေပါတယ်ဆိုမှပဲကိုကသိတယ်မလားဟိုအခွင့်အရေးကလည်းဟိုကောင်လေးကဗျာနော်ကျွန်တော်တို့ low block ထိုင်ပြီးတော့ခန်းစီကိုချစ်လိုက်အောင်ကစားနေတာ long body ဆိုလို့ရှိရင်လည်းပဲအမြင် body လည်းဒီကောင်လေးကဖြတ်နိုင်တယ် နော်အောက်အောက် ground ball တွေလည်းဒီကောင်တွေဖြတ်နေရကိုဘက်ကအခွင့်အရေးအပိုင်ဖန်တီးကိုခင်းနေတဲ့အချိန်မှာမြေလောင်းကန်းမှာလောက်ရမှာပဲမဖြစ်နိုင်နဲ့ဗျာမြေ guide 40လောက်ကနေလန့်ကင်နေတာမှမဟုတ်တာ area box ဆဲကနေကျွန်တော်ကန်းမဲ့အလုံးတွေရှိနေတာပဲမကန်ဘူးပြီးလို့ရှိရင် de bruyne တို့ဘာလို့ပြေးလိုက်တဲ့လုံးလေးတွေလူငယ်တွေလူငယ်လေးဗလား orani တို့ဘာလို့ဆိုရင်ခွင့်အရေးတွေကျွန်တော်ရလာတယ်ဘယ်ချီညာချီယွေးနေတာယွေးနေလို့မရအောင်အဲ့လိုချိန်မျိုးက area box ဆဲမှာဗျာသိတယ်မလားရန်တန်းကန်တာမျိုးပဲဖြစ်ဖြစ်လောက်ပြလိုက်ရမှာဟိုအရန်မြန်နေဗျာပွဲရစဉ်းစားကြည့်မရဘူးနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ ဘာနာရူစီဘာလို့ဘာလို့ကန်နေလုံးနေဆိုလို့ချင်းတယ်ပဲခန်စစ်တီကခရစ်စတယ်ပဲလီမှာဘလော့တီပါကြီးလောက်သွားတာတော်တော်ကောင်းပါတယ်ခရစ်စတယ်ပဲလီအားကြောင့်ပြောတာဒီပွဲမှာတိုက်စစ်ကိုကွင်းလေကိုခန်စစ်ကိုဂိုးသမားကိုအကုံလုံးကဖလားရဖို့အတွက်အမှန်ကန်လောက်ခဲ့ကြတာသူတို့တွေကသူ twin ကိုဒီပါတွေကလည်းပြ16မိနစ်လောက်တွေကနေစောစောစီးစီးရသွားတယ်ဆိုတော့ပူပြီးတော့ခန်စစ်မှာပေါ့နော်အာယုံဆိုင်လို့ရသွားပြီရင်းနှုံးကတော့ပင်နေဒီပါတွေပဲတွတ်တွတ်သူတို့ကတော့သဘောကျတာပေါ့ဒီဒါပေမဲ့လို့ကိုဘက်က16မိနစ်လောက်နေတယ် ဟို twin goal တွေပါတယ်ကြိုးရထားပြီးသားဆိုတဲ့ကကျတော့ခန်းစစ်ကိုကြစ်လျအောင်ကစားဖို့ပူပြီးတော့ chance ကကောင်းသွားတာသိတယ်မလားဒါကြောင့်ဒီပွဲက Crystal Palace နဲ့ Oliver Glasner တို့ကတော်တော်ကိုထိုက်တန်တဲ့ပွဲမျိုးပါ Manchester City အတွက်တော့ Guardiola အတွက်တော့ဒီပုံစံနဲ့ဆိုလို့ရှိရင်လာမယ့်ရာသီအတွက်ကိုတော့မှသူတို့အများကြီးပြင်ဆင်ပြီးတော့ယူသွားလိမ့်မယ်ပေါ့နော်ဟိုနွေရာသီပြောင်းရွှေ့မှာလူတွေပါတယ်အမှန်ကန်ထက်ခေါ်လေဦးမယ်လို့ကျွန်တော်ထင်ပါတယ် ဟိုဒီဗရိုင်းရဲ့နေရာကိုအစားထိုးဖို့အတွက်သူတို့လိုအပ်မာတွေတို့ဘာတို့ပေါ့နော်ဒါမျိုးတို့ကျွန်တော်စောင့်နှောင်းကြည့်ရမယ်စီတီဘက်ကဘာတွေလုပ်နိုင်မလဲတရားတော့မန်ချက်စတာစီတီတွက်ဇန်နဝါရီမှာတန်းနေရာကျိုးတုံးခဲ့ပြီးတော့ဒီရာဒီဘာဖလားမှန်မရဘဲနဲ့ကျွန်တော်တို့ဒါနော်ဒီအချိန်ပြတ်တန်းခဲ့ရပြီပေါ့လေဖလားလက်မဲ့ဖြစ်သွားပြီပေါ့ဗျာကျွန်တော်ညီကလို့နေနေရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြပါလဲဆွေးနွေးကြပါအောင်ချစ်ချစ်ပါပြီတဲ့ညီကပြားလုံးကိုချစ်သူများကြီးတင်ပါတယ်